အဘချက်ကမျိုးလို့ရေကျွန်မတို့မုန်းခိုင်းဖြစ်ပါတယ်ဒီနေ့2025ခုနှစ်မေလ10ရက်နေ့ပေါ့နော်မင်္ဂလာရှိတဲ့နေ့ရက်ပဲပေါ့မနေ့က9ရက်နေ့ညပိုင်းမှာနော်ကိုဇော်ဘုံဟိထွက်လင်းသွားတဲ့ like နဲ့ပတ်သက်ပြီးတော့ကျွန်မအတိအပြီးပြောကြားသွားမှာဖြစ်ပါတယ်နော်ညကကိုဇော်ဘုံဟိသူ့ရဲ့ like ကနေသူ့ရဲ့ YouTube ကနေပြီးတော့ဒီပြောကြားသွားတဲ့အကောင့်ကနော်အဲ့ဒီမှာကသတင်းစာရှင်းလင်းပွဲလုပ်ပြီးတော့တောင်းပန်မယ်ဆိုတဲ့ကိစ္စနော်သူကဘာကိစ္စကြောင့်တောင်းပန်ရမှာလဲဆိုတဲ့စကားရဲ့ဒီအပေါ်ဒီမှာကျွန်မရှင်းပြသွားပါမယ်ကျွန်မကို မနေ့ကပေါ့နော်၉ရက်နေ့မှာနေ့လဲ၁၂နာရီထိုးကန်ပြီးလောက်မှာပေါ့၁၂နာရီ50လောက်မှာကိုစောဟိုကိုခေဖုံးကဆိုသူပေါ့နော်ဒါကျွန်မတို့ဒီအမျိုးသားရေးသမားတွေကိုခေဖုံးကဆိုတာလည်းတော်တော်များများပြည်သူတွေသိပြီးသားပါဒါပေမဲ့ကိုခေဖုံးကဆိုတဲ့သူကကျွန်မယနေ့အချိန်ထိကျွန်မမမြင်ဘူးသေးဘူးနော်အပြင်မှာလည်းမမြင်ဘူးသေးဘူးကိုခေဖုံးကဆိုတဲ့သူကကျွန်မကိုဖုံးခေါ်လာတယ်ဖုံးခေါ်လာပြီးတော့ဒီစကားလေးပြောချင်ဖို့တော့ကျွန်မကိုပြောဖို့အတွက်ကိုခွင့်တောင်းတယ်ကျွန်မမိဘပြည်သူတွေကိုကျွန်မခွင့်ပြမယ်နော်ကျွန်မကိုကိုစောဟိုဟင်းကနေပြီးတော့သူ့ကိုညှိခိုင်းတယ်ဆိုတဲ့အကြောင်းလေးပေါ့နော် ဆက်နေတာပါကိုကြီးဟုတ်ဘမွေတင်ဘာမှမပြောလို့ဒါကငါမင်းတော့ပြောလို့ဖြစ်ဒီမှာ easy ပဲအဲရရပြောကိုမဟုတ်စကံပေါ်မရရရမရဘူးမသွားတယ်ကားတောင်းနေဟုတ်အဲ့တော့ကိုမင်းတော့ဆိုဒီမှာအဲရရကိုကြီးတော့ရရရကျကိုကြည့်တော့တာကျလို့အဲ့ဒါမျိုးကမှတ်မှတ်မှတ်နေတော့ဟုတ်ကဲ့ပါဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ဒါလည်းသဘောမျိုးတော့ဟုတ်ကဲ့ကျွန်တော်ချူရဲဟုတ်ကဲ့ဒီနေ့ကလည်းအချိန်ပါ 喺公司冇嘢，冇做嗰啲嘢，一講老婆咯，又物件又幾件，咁樣幾件五件嘅，我幾件粉咯，粉粉又，咁嘅情況，幾件短啲嘅嘛，幾件長啲嘅嘛，嗯。

ဟိုခေါင်းဟိုခေဖုံးကဆိုတဲ့သူကနော်အဖိုးကကျမကိုဆက်သွယ်လာပါတယ်ဟိုကိုဇော်ကောင်းကြီးကနေပြီးတော့သူတို့ဒါကိုကိုဇော်ကောင်းကြီးနဲ့သူနဲ့စကားပြောပြီးလို့ကျမကိုဆက်သွယ်ခိုင်းတာပါဆိုပြီးတော့ညှိနှိုင်းဖို့အတွက်ဆက်သွယ်ခိုင်းတာပါဆိုပြီးတော့ကျမကိုဆက်သွယ်လာတယ်နော်ဟိုဒီဒီ body မှာကျမကိုသူတို့ မှားခဲ့တယ်ဆိုတဲ့အကြောင်းပေါ့နော်။ तू မှားခဲ့တာဆိုလို့ရှိရင်ကျွန်မတို့ညနေချင်းဆိုင်ပြေဆုံးပြီးတော့ဒီအခုသူ့ရဲ့လုပ်ရက်တွေသူ့ရဲ့ပြောတဲ့ဟာတွေကမှားခဲ့တာဆိုလို့ရှိရင်ကျွန်မကိုအတီးပေးပြီးတောင်းပန်ပါမယ်။နောက်ပြီးတော့တရားဝင်ပေါ့နော်။ဒီအခုကိုနောင်တော်လေးတို့ကိုနောင်တော်လေးတို့မီဒီယာတွေဒီမျိုးသားရေးသမားတွေပေါ့နော်။အဲ့ဒီဟာတွေပေါ့ပြီးတော့မီဒီယာတွေနဲ့သတင်းစာရှင်းလင်းပွဲလေးလုပ်ပြီးတော့တောင်းပန်ပါမယ်ဆိုတဲ့ဟာကိုကျွန်မကိုပြောကြခဲ့တယ်။ကျွန်မ live တက်ဆက်ပြီးတော့ပြမယ်နော်ဒီကိစ္စတွေကို။ကျွန်မကလက်လွတ်စပယ်အတန်ဖိုင်ကိုဖွင့်ပြပါမယ်နော်။အဲ့ဒီလိုမျိုးကျွန်မကိုပြောပြီးတော့ညှိနှိုင်းလာတဲ့အတွက် နော်ကျမကဒီစကားကိုကျမကကျမရဲ့ Facebook မမိုးခိုင်ဆိုတဲ့အကောင့်မှာနေကျမတင်ပေးထားတယ်ကျမပေါ့စာလေးနဲ့တင်ပေးထားတယ်ပေါ့နော်ကျမသိအောင်ပြောပြလိုက်အောင်မယ်နော်ကိုစောဖုံးဟိတ်ဆိုသူမနေ့ကကျမကိုထပ်ပြီးတော့ပြောထားတာဒီရှင်ကယောက်ျားတစ်ယောက်ရှင်ကယောက်ျားတစ်ယောက်နော်ကျမကမိန်းမတစ်ယောက်ဟုတ်လားရှင်ကိုလုတ်ကြံပါမယ်ဆိုတဲ့စကားရက်ပေါ်ဒီမှာလမ်းမှာလုတ်ကြံဘယ်လိုလုပ်မယ်ရှင်ရှိတဲ့နေရာပြင်ဦးရင်ကိုလာဆွဲပါလားဆိုတဲ့စကားကိုရှင်မဟုတ်လို့ပဲယောက်ျားတစ်ယောက်ဖြစ်ပြီးပြောထွက်တယ် ဟုတ်လားကျမကမိန်းမသားတရားကိုရှင်ရှင်ကမနေ့တနေ့မှာလိုင်းပေါ်မှာပေါ်လာခဲ့တဲ့လူဒေါ်အောင်ဆန်းစုကြည်လက်ထက်ထဲကဒေါ်အောင်ဆန်းစုကြည်သွေးပြတ်အောင်တောက်တုံခဲ့ရတဲ့မိန်းမတယောက်ဆိုတာရှင်မသိဘူးလားဟမ်ကျမကိုသွားခဲ့တဲ့အမြန်လမ်းမှာလောက်ကြံဖို့အတွက်နော်အကျန်းဘတ်1900ချထားတဲ့ကျမရဲ့နေအိမ်မှာနော်တီရဲကြီးအရာရှိတွေရဲချုပ်ရဲမှုတွေ ဖာအဝင်ကာကိုစီကိုနေညာစတန်းပိုင်ချပြီးတော့ကျမကိုကင်းဆောင်ပြီးစောင့်ကြည့်ခဲ့တယ်မိန်းမတစ်ယောက်ကကျမရဲ့အန်ဒီရဲ့နော်မိန်းမသားဖြစ်တဲ့ကျမရဲ့အန်ဒီရဲ့ကိုရှင်ယောက်ျားကတစ်ယောက်တည်းဖြစ်တယ်ကွာနည်းနည်းလေးမှမစင်စားဘူးမစင်စားမိဘူးကဟမ်ကျမကကျမညို့နေကျမရှိတဲ့နေရာကနေပြီးတော့ကျမတရားစွဲတာလေဟုတ်လားတရားစွဲခဲ့တာကျမကတရက်လို့ရှင်ကတရက်ခံတရက်လို့ရှိတဲ့နေရာကနေကျမတရားစွဲတာကိုတရက်ခံကလာပြီးအမှုရင်ဆိုင်ရမှာဥပဒေနဲ့အညီရင်ဆိုင်ဖို့ပြင်ထားပါ နော်ဥပဒေနဲ့ညီရင်ဆိုင်မှုရှင်ပြောသလိုပဲကျမကရှင်ပြင်ဦးလင်ကိုလာဆွဲလို့ရှင်ကပြင်ဦးလင်ကိုအခုရုံးနေရောဖြစ်လို့ပြောင်းလိုက်လို့ပြင်ဦးလင်ကနေကျမလာတဲ့လမ်းမှာကျမဒုံမိုးမိုးခိုင်ကိုရှင်ပြောသလိုပဲမလိုအပ်တဲ့လူတွေဒီအကျမ်းဖတ်တွေနော်ဒီမနာလိုတဲ့ရှင်ပြောသလိုပဲရှင်ကိုထောက်ခံအားပေးပါတဲ့လူတဲ့လူဆိုတဲ့လူတွေရှင်ရဲ့လူတွေကကျမကိုလှုပ်ကြံခဲ့ရင်ရှင်ဘလို့တာဝန်ယူမလဲရှင်ဘလို့တာဝန်ယူမလဲနော်ယောက်ျားဖြစ်ပြီးယောက်ျားဆန်ဆန်နဲ့ပြောပါဟုတ်လား တော်မမုတ်ခိုင်ဆိုတဲ့မိန်းမကဥပဒေနဲ့အညီလုပ်လုပ်ခဲ့တာနောက်ကျောကိုပထမမှဓာတ်နဲ့မထိုးဘူးဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့ကျမရဲ့ကိုရေးကိုတာကိုရှင်စော်ကားခဲ့လို့ပြောတာမဟုတ်ဘူးဒါကကျမကရှင်ကိုကိုကျော်ကိုကိုစော်ဘောင်းအင်းကိုကျမ၃ချိန်နောက်ပြောခဲ့ပြီးပြီဟိုလွန်ခဲ့တဲ့ဒီတက်တော့ညနေကောင်ဒီတော်လှန်ရေးတွေဒီအကြမ်းဖက်နဲ့စပြစ်ထဲတာကိုတို့တွေသတင်းထုတ်လွှင့်မှုတွေအပေါ်မှာ နော်တက်နဲ့ပြည်သူကိုတွေးခွဲစေမယ်အထအောက်တွေးခွဲစေမယ်အစိုးရကိုဒီနာဆာကအစိုးရဒီကိုပြည်သူတွေနဲ့တက်မလို့သားတွေအောက်ခြေစစ်တီတွေမိသားစုဝင်တွေတွေးခွဲစေမယ်စကားမျိုးတွေအကိုတို့တွေပြောခဲ့တယ်စည်ရဲတည်နေကိုရဲကြီးတဲ့ကိုဘက်ကတက်မလို့သားတွေစည်ရဲတည်နေကိုရှင်နိုင်မော်ကနေထုတ်လင့်ခဲ့တဲ့အတွက်အန်ဒီရရှိတဲ့အတွက်ကျွန်မသတိပေးစကားပြောခဲ့ကြပြောကြားခဲ့ပြီးပါပြီဒါနဲ့မြောက်စုသုံးတိန်တော့မိုးခိုင်ဆိုတဲ့မိန်းမကနောက်ကျဘရောမှဒါနဲ့မထုတ်ဘူးလောက်မယ်ဆိုတရားဝင်ပြောတယ်တစ်ချိန်နှစ်ချိန်သုံးချိန်သတိပေးခဲ့ပြီးသုံးချိန်တော့ကျွန်မလှုပ်ဆောင်ရင်းဖြစ်တယ်နော်အဲ့ဒါကြောင့် အဲ့ဒီဘောမှာရှင်ကအောက်လုံးတွေထိုးပြီးတော့ဒေါ်မိုးမိုးခိုင်ကဘာလဲဆိုတဲ့ဟာတွေကိုလောက်ဆောင်ခဲ့တာကျမတို့ကမိကောင်းဖခင်သာသမီအောက်လုံးအောက်လုံးတွေထိုးပြီးတော့မတိုက်ခိုက်ဘူးကျမလိုချင်တဲ့အကြောင်းအရာတစ်ခုပဲဥပဒေနဲ့ခုနဆက်လေးပေါ့နော် ရှင့်ကိုအားပေးထောက်ခံဝင်းရံပါတယ်ဆိုတဲ့အမျိုးသားရဲ့တမအငြိခံနေအတိဆုံးပဲရောင်မမှုခိုင်ဆိုတဲ့မိမတယောက်ရဲ့စိတ်ဓာတ်နဲ့လှုပ်ရက်သွေးဘလောက်ရဲတယ်ဆိုတာတမဘလောက်ထိပေးဆက်ခဲ့တယ်ဆိုတာအဲ့ဒီအမျိုးသားရဲ့တမအငြိခံနေအတိဆုံးပဲတမရဲ့လှုပ်ရှားမှုမှတိုင်းတယ်မှာသူတို့တွေဘလို့ပါဝင်ခဲ့လဲပါဝင်ဝင်းရံထောက်ခံခဲ့လဲဆိုတာယနေ့အချိန်ထိတမတို့မမှုခိုင်ရက်တည်နေတာဘာသာသာသနာတိုင်းပြည်အတွက်တမတို့ရဲ့မိဘပြည်သူတွေနော်ဆင်းရဲဒုက္ခဘေးမှာဒီအန္တရာယ်ဇိုးကြီးဘေးမှာအမြန်ဆုံးကင်းဝေးစေဖို့တမတို့တိုင်းပြည်ကြီးအမြန်အေးချမ်းသာယာဖို့ ျမတို့ချစ်တဲ့တမတော်သားတွေရဲ့အသက်သွေးချွေးတွေကြာတာနဲပါစေဖို့သူတို့ရဲ့မိသားစုတွေနဲ့အတူစိတ်အေးချမ်းသာစွာပြန်လည်နေထိုင်နိုင်ဖို့ဒီအမြင်မှားပြီးတော့လမ်းမကိုရောက်ခဲ့ကြတဲ့အကျံဘက်ဘဝကိုရောက်ခဲ့ကြတဲ့ကျမတို့ရဲ့မိဘပြည်သူတွေမောင်နှမတွေအကိုတွေမောင်နှင်ညီမလေးတွေမတွေလမ်းမှန်ပေါ်ရောက်ပြီးတော့ကျမတို့တိုင်းပြည်ကြီးအမြတ်လမ်းမှန်ပေါ်ကိုရောက်ပြီးတော့အရင်ကတည်းကလိုပဲစီစီလုံးလုံးနဲ့တိုင်းပြည်ကြီးဘာသာတိုင်းပြည်အတွက်ဘာသာသာသနာတိုင်းပြည်အတွက်မိဘပြည်သူတွေအတွက်တစ်ဖက်တစ်လမ်းကနေအုတ်တက်ချက်တတ်တဲ့ပွင့်အဖြစ်ပုံလုံးစုစုပေါင်းညီညာစွာနဲ့ ကာကွယ်စောင့်ရှောက်ဖို့အတွက်ကိုကျမကလိုလားခဲ့တာကျမကအဲ့ဒီစိတ်ဆန္ဒတစ်ခုတည်းနဲ့ကျမကရှင်တို့လိုနော်တချို့ကကိစ္စတွေမှာဟိုကျမထုတ်ပြောထုတ်ပေါ်ပြလို့မရတဲ့အရာတွေရှိတယ်နော်ကျမကိုအခေါင်းထဲကနေပြီးတော့ဘာလုပ်နေလဲဆိုတဲ့လူတွေတက်ဆိုင်ရလူကြီးတွေသိတယ်ကျမဘာလုပ်နေလဲဆိုတာမြေပြင်မှာမှတ်ထားတက်မတော်ကိုကျမဘလောက်ပဲကျမဘလောက်ရင်တဲ့အဲတဲ့နှလုံးထဲကနေချက်တာနော်ကျမ အဲ့လိုချက်ပြီးမဲ့စုံလုံးကမ်းပြီးချက်ခဲ့တာမဟုတ်လက်ရှိမြေပြင်မှာကျမတို့ရဲ့ဘာသာသနာတိုင်းပြည်ကိုတက်ဆာပေါက်နေတယ်လို့ကျမတို့ရဲ့မိဘပြည်သူကိုတက်ဆာပေါက်ပြီးဒုက္ခပေးနေတယ်လို့ကျမတို့လေးစားချက်ခင်ရပါတော့တမတော်ကြီးကိုတက်ဆာပေါက်ပြီးတော့လောက်တက်ဆာပေါက်နေတဲ့လောက်ကောင်ကိုယူနီဖောင်းဖွင့်ပြီးတော့နော်လောက်စားနေတဲ့လောက်ကောင်တွေကိုအတွင်းလောက်ကောင်တွေအရာရှိတွေကိုကျမဖော်ထုတ်ပြီးတော့အရေးရှိနေဖို့တွောစားနေတာကျမရဲ့ဖခင်ကြီးစီကိုအတိပေးအကြောင်းကြားပြီးသတင်းပေးပြီးပေးပို့ပြီးတော့ညွန်ကြားချက်တွေနဲ့အတူကျမအရေးယူဖော်ထုတ်ဖန်ဆင်းနေတာပါအရေးယူဖော်ထုတ်ပြပေးနေတာပါဒါတွေကိုမသိပဲနဲ့ဟုတ်လားဟမ် 上上的马里个，熬龙熬龙年呢，曼哈路打开个休息呢，路的个，在天马里呢，贵州方言辛苦，奔波疲劳，现在就家家都要，蛮好的待遇嘛，喏，每马都要个，呢，这个哈嘛，每马要家平面慢慢开到屋喏，生在是是工资卡是是呢，先买不到业绩嘞，喏，屋里呢，人家在要开嘛，到马路里经商架了啵，喏，屋里呢，人家经商架了啵，哎，你个想嘛，这家屋里呢，人家在要开嘛，对路，跑通路，家家开在，啊，古路。 သတင်းမတွေပေးဖို့ပြီးဂုံတိတ်ခါကြအောင်လုပ်ခဲ့တဲ့လူတွေလွတ်ဖို့မစင်းစားနဲ့နော်ကျွန်တော်ကဥပဒေနဲ့အညီရေးရင်လုပ်ဆောင်သွားမှာဆိုတဲ့အကြောင်းခုနဟိုပြန်ပြမယ်ရှင်းလင်းပွဲလေးလုပ်ပြီးပြောမယ်ဆိုတဲ့ဟာကိုကိုခေဖုန်းကပြောခဲ့တာလေကျွန်တော်လည်းဒီလိုပြောတာတိုင်းကကျွန်တော်တားမင်းကြည့်လို့ဟုတ်ပြီတူပြီလေမင်းရရှိနေတော့ဒီကောင်းလာတယ်မရှိနေလို့လေအင်းအဲ့ဒါကိုရအောင်လုပ်မယ်လေတော်ကောင်တရားကမျိုးကြီးမှမှာလေ